အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုခပါကျွန်တော်မိတ်ဆွေများအတွက်ဒီလာမယ့်၅လပိုင်းအတွက်တတော်ကနေမိတ်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂါသမီးအတွက်ပါအချစ်ရဲ့အိမ်တော်ရဲ့စီးပွားရေးငွေကြီးရေးကျမ်းမာရေးကံကစားစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ကျွန်ရတရားလေးလည်းပေးမယ်ရတရားကနှစ်မျိုးပေးမှာဖြစ်ပါတယ်အကောင့်ချေရတရားနဲ့အစိုးချေရတရားဖြစ်ပါတယ်အကောင့်ချေရတရားကမိတ်ဆွေတို့အတွက်ဒီ၅လပိုင်းမှာကောင်းကျိုးတွေရရှိဖို့အတွက်အစိုးချေကဒီ၅လပိုင်းမှာကြုံတွေ့မဲ့အစိုးတွေပြပြရအောင် ပေးတဲ့ရည်ရည်ဖြစ်ပါတယ်။ဒါကြောင့်ဒီရည်ရည်ကိုပြောင်းလုပ်ပေးပါလို့ကျွန်တော်ကကြံပေးချင်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့ဒီ9လပိုင်းမှာအင်္ဂါသမိကံကိုကြည့်ကြရမှာခင်ဗျာ။အင်္ဂါသမိနေနဲ့ဒီ9လပိုင်းမှာကောင်းနေလားဆိုးနေလားနှစ်ခွန်းနဲ့မေးရင် ကောင်းအားက90လောက်ရှိတယ်ဆိုးအားက30လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေကဆိုးနေလဲဆိုတာကိုသိစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေကြေးအောက်စာပြည့်စင်နေပတ်သက်မယ်ဆိုရင်ငွေတွေကတော့ထိုက်တဲ့လောက်တော့ဝင်လာမှာပါ ထိုင်လောက်ဆိုတာကကိုယ့်ရဲ့ငွေကြေးကကိုစူးစမ်းရင်စူးစမ်းလောက်ပေါ့နော်ဝင်လာခဲ့ပါမယ်ကြီးကြီးမားမားဝင်လာဖို့တော့မရှိသေးပါဘူးခင်ဗျာငွေကြေးအဥ္စာပြည်စည်းကံကတော့ထိုင်လောက်ဝင်လာဖို့ရှိတယ်သတိထားရမှာကငွေတွေချိတာတွေငှားတွေအာမခံတာတွေလုံးဝလုံးဝမလုပ်သေးတဲ့ကာလတခုဖြစ်ပါတယ်။မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်မိတ်ဆွေကံကတရားသူကြီးကကြားနေပါတယ်။ကောင်းနေလားဆိုးနေလားမေးရင်ကောင်းတော့မိတ်ဆွေတွေကကိုယ့်အကူအညီထောက်ပံ့ပေးလိမ့်မယ်။ဆိုးတော့မိတ်ဆွေတွေကပို့ပြီးတော့ဆိုးတော်တတ်တယ်။ဒါကြောင့် ီ9လပိုင်းမှာတင်္ဂါသားတို့ရဲ့ဒိဋ္ဌာယမှာကကောင်းသောမိတ်ဆွေတွေရဲ့အကျိုးကိုခံစားခွင့်ရှိမယ်။ကိုယ့်ကိုမနာလိုမုန်းတဲ့သူတွေအတွက်ကြောင့်ကိုယ်မှာဒုက္ခတွေကြုံလို့ရတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မဲ့ဆိုရင်အထူးသဖြင့်ဆိုင်ပါခင်ဗျာ။ကိုယ့်မနာလိုတဲ့လူတချို့ပေါ်လာတတ်ပါတယ်။မိတ်ဆွေရင်းချာတွေကကိုယ့်ကိုမနာလိုဖြစ်တတ်ပါတယ်။ မေတ္တာစုရေးနဲ့ပတ်သက်မယ်ဆိုရင်အဆူပြူဆိုင်စေချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့ညီကိုမောင်နှမနော်ကိုယ့်ရဲ့မိဘတွေနဲ့နားလည်မှုလွဲပြီးတော့အဆင်မပြေဖြစ်သက်ပါတယ်ဒါကြောင့်မေတ္တာစုရေးနဲ့ပတ်သက်မယ်ဆိုရင်အထူးအထူးအကူဆိုင်ပေးပါကိုကမှားနေတယ်ဆိုရင်လည်းကောင်းမှန်လိုက်ပါခင်ဗျာကိုကမှန်တယ်ဆိုရင်လည်းအရှင်းပြလိုက်ပါကိုမှန်ကြောင်းကိုပေါ့နော်ဒါမှပဲကိုယ့်မိသားစုရေးတွေအဆင်ပြေသွားမှာဖြစ်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်ပြုဆိုင်ရမှာကအိမ်တော်ရေးကံဒီ၅လပိုင်းမှာကျောက်တည့်ရင်ညံ့သွားတတ်ပါတယ် ပြီးခဲ့လာတာအဆင်ပြေသလောက်ဘာမှမဟုတ်တဲ့စကားတော့ကြောက်ကိုရဲ့အိမ်တော်ကြီးမှာအဆင်မပြေဖြစ်တတ်ပါတယ်။ဒါကြောင့်ကျောင်းအနေနဲ့အကြံပြုရမယ်ဆိုရင်ဒီ9လပိုင်းမှာကျွန်တော်ဘေးဝဲအနောက်မှာရေတရာလေးနှစ်ခုပေးမယ်။ဒီရေတရာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ဒီ9လပိုင်းမှာအရန်ညက်နေတာက အချီနဲ့ပတ်သက်တာမိန်းကလေးတွေအထူးယူဆရမယ်ကာလာတခုဖြစ်ပါတယ်။မိန်းကလေးများစုကကိုယ့်ရဲ့စိတ်ကိုကိုကအလိုတိုက်ထားတဲ့သူတွေဆိုရင်အထူးယူဆပါခင်ဗျာ။ ကိုကိုတက်ထက်မယ်ယူမယ်ပြောပြီးတော့ကိုကိုအပြော်ကြံသွားတာတွေကိုကိုထားခဲ့တာတွေဒီတော့တဲ့မှာခြေလမ်းပြတ်တာတွေဂျုံတွေရတ်ပါတယ်ဒါကြောင့်ကိုရဲ့ချစ်သူကိုမိမိရဲ့ရာဆုတ်ကင်ထားဖို့အရန်ကြီးကြည့်ပါတယ်ခင်ဗျာမဟုတ်ဘူးဆိုရင်အင်ကာသားတွေနေနဲ့စိတ်ညစ်ရပါမယ်အခြေအနေပတ်သက်ပြီးတော့နော်ဆုံဆုံမှုတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်အထူးယူဆရမှာကမိန်းကလေးတွေပါရုတ်ကြလေးရဲ့နေနဲ့ကလည်းညံ့ပါတယ်ကိုရဲ့ချစ်သူကကိုကို နော်စွတ်ခွာသွားတတ်ပါတယ်အခြားတယောက်ပေါ့နော်ကိုထက်တားတဲ့သူတွေ့ပြီးတော့ကိုယ်စွတ်လွတ်သွားတတ်ပါတယ်ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင်တော့အင်္ဂါသားတွေရုပ်ကြားလေးတွေညက်တယ်မိန်းကလေးတွေညက်တယ်အခြေအနေပတ်သက်မယ်ဆိုတော့အထူးယူဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်နောက်တစ်ခုတတိထားရမှာကအင်္ဂါသားတွေတော့ဒီငားလာပိုင်းမှာ ကိုယ်ကိုလူမုံညာနေတတ်ပါတယ်ကိုဘလောက်ပဲလူတွေပေါ့မြတ်သားသားသားဘလောက်ပဲသူတို့ကိုကြီးခဲ့ကိုကြီးခဲ့ကိုတစ်ချက်လေးမကောင်းတာနဲ့ကိုယ့်ကိုအပြစ်မြင်လာတတ်ပါတယ် ဒါကြောင့်မို့လူတွေကိုတတိထားပါလူတွေပေါင်းတင်းဆက်ဆံနေရမှာစိတ်ရောကိုယ်ရောမနစ်တာပါနဲ့သူတို့တွေကကိုယ့်ကိုစော်ကားလာခဲ့ရင်ကိုယ်ကခံစားတဲ့သူတွေရောဝမ်းနည်းတဲ့သူတွေရောဆိုရင်ကိုကိုယ်တိုင်ပဲထိခိုက်လိမ့်မယ်ဒါကြောင့်မို့ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်တော့လူတွေကိုမယုံကြည်ပါနဲ့ဂယုဆိုင်ပါလူတွေတဲ့ကြောင့်ကိုယ်မှာအခက်အခဲအကျက်တွေဖြစ်တယ်လို့မျိုးစိတ်ဆင်းရဲကိုယ်ဆင်းရဲနေတဲ့ဂျုံတွေရာတတ်ပါလေ ကျမရင်နဲ့ပတ်သက်မယ်ဆိုရင်ရေဝဲအပြည့်ကျမရကောင်းတယ်လို့ဆိုရပါမယ်အနာနဲ့စီနဲ့တူရတာမျိုးအနာနဲ့စီနဲ့တဲ့ရတာမျိုးတွေဂျုံတို့ရတတ်ပါတယ်အထူးပြုဆိုင်ရမှာကကျမရေးပြောင်းပြန်ဖြစ်သွားတတ်ပါတယ်ကျောင်းဆိုလိုချင်တာကကျမရေးကောင်းနေတယ်ဆိုရင်ရုပ်တရက်လီညံ့သွားတတ်တယ်ညံ့တယ်ဆိုရလည်းအရင်ညံ့တာမဟုတ်ဘူးနော်ယာရီဥတုနော်ယာရီဥတုအကူပြောင်းလေးကြောင့်ပေါ့နော်ချောင်းဆိုးနှားစီရအဲ့လိုမျိုးလောက်ပဲညံ့တတ်ပါတယ်ကြည်ကြည်မမာတော့မရှိပါဘူးကျမရေးအကြီးမမာညံ့နေတဲ့သူတွေကလည်း အဖြစ်ဖြစ်စဉ်ဖြစ်ဖြစ်ချင်းဒီ၅လပိုင်းမှာတက်တာသွားပါလိမ့်မယ်။ဒါကြောင့်အင်ကာအသားမြင်တွေကကျက်မာရေးကတော့ရေပူရအဖြစ်တော့ကောင်းတယ်လို့ဆိုရပါမယ်။အထူးပြုစားရမှာကဘာသာတရားနဲ့ပတ်သက်တာကိုယ့်ရဲ့ဘာသာလိုက်လေဘာသာတရားအားနဲ့တော့တပါတယ်။အဲ့လိုဘာသာတရားမလို့ဖြစ်မကန်ဖြစ်တဲ့အတွက်ကြောင့်မို့ကို့မှာအညံ့လေးတွေတောင်းဆောင်ရောက်လာတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဘာသာတရားကိုဖြည့်အောင်လေးလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အင်ကာအသားတွေ သားသမီးတွေမွေးထားတဲ့ဆိုရင်သားသမီးကံကောင်းလားဆိုလားမိမယ်ဆိုရင်ညံ့ပါတယ်ခင်ဗျာသမီးအကျိုးရောသားအကျိုးရောလုံးဝခံစားခွင့်မရှိဘူးသားသမီးတွေအတွက်ကြောင့်ကိုယ်မှာဆင့်ရှင်ရတယ်ကိုယ်ဆင်းရဲရတယ်သားသမီးကံကညံ့တော့ကြောင့်မို့နော်သားသမီးတွေကိုလုံးဝယုံစားလို့မရနဲ့ကာလာတခုဖြစ်ပါနဲ့ခင်ဗျာအင်ကာသားသမီးနောက်တစ်ခုဒီထားရမှာကအိမ်ဝင်မဲ့ကိစ္စတွေခြံဝင်မဲ့ကိစ္စတွေအထူးပြုဆိုင်ပါခင်ဗျာလုံးဝအကျိုးမပေးတဲ့ ကာလတခုဖြစ်ပါတယ်။အမားရင်တွေဖြစ်ပြီးတော့ကို့မှာဥပဒေနဲ့ရင်ဆိုင်ရတာတွေဂျုံရိယာတပ်ပါတဲ့ကြောင့်အိမ်ချမ်းဝယ်မဲ့ကိစ္စတွေရှိတယ်ဆိုရင်ဒီ၅လပိုင်းမှာအထူးအထူး view site ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကောင်းနေတာတခုက အလောက်ကန်တဲ့ပတ်သက်တော့အရန်ကောင်းပါတယ်ခင်ဗျာ။အလောက်ကန်တဲ့ပတ်သက်မယ်ဆိုရင်အလောက်တစ်စားတင်ချင်တာတွေအလောက်တစ်တိုးချဲ့ချင်တာတွေအလောက်ပြောင်းချင်တာတွေနော် အလောက်မရှိလို့စိတ်ညစ်နေရတဲ့သူတွေဒီ9လပိုင်းမှာအလောက်တွေကိုအလောက်တွေရှာဖွေရရှိပြီးတော့အလောက်ကံတွေအရှင်ကြီးသွားမှာဖြစ်ပါတယ်အလောက်ကံမရှိတဲ့သူတွေကျွန်တော်ပေးမယ့်ရည်ရအောင်သိချင်လဲလို့ပါခင်ဗျာတေချာပအလောက်တွေရတော့မှာဖြစ်ပါတယ်အထူးပြုစားရမှာကကံနဲ့ပတ်သက်လို့တွေကလုံးဝအကျုံမေးပါဘူးကိုကကံဆန်းကျင်တယ်ဆိုရင်တော့3ပါးတဲ့နံပါတ်၄6ပါးတဲ့နံပါတ်တွေကကိုအထူးပြီးတဲ့ကာလတစ်ခုဖြစ်ပါတယ်ကံကောင်းနေတဲ့အရောင်ကအဖြူရောင်နဲ့တိမ်ပြရောင်တွေကအကျိုးပေးပါတယ် အရေးကြီးတဲ့နေရာမှာဝတ်ဆင်ပေးပါအရေးကြီးတဲ့ကိစ္စတွေပြောမယ်ဆိုမယ်ဆိုဒီအကြောင်းတွေကိုဆောင်သွားခြင်းအပြင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်ဒီငါးလပိုင်းမှာအင်္ဂါအသတိတွေခရီးဝေးထက်တာတွေခရီးထက်တာတွေအကျိုးပေးပါတယ်ခင်ဗျာနော်ခရီးထက်မဲ့ကိစ္စတွေပေါ်လာခဲ့မယ်ဆိုရင်ရဲရင်ထွက်ပါခရီးဝေးသွားမဲ့ကိစ္စတွေပေါ်လာခဲ့မယ်ဆိုရင်ပြက်နာမရှိပါဘူးသွားလို့ရပါတယ်အဆင်ပြေပါတယ်နောက်တစ်ခုကျွန်တော်သတိပေးချင်တာက အင်္ဂါသားသမီးဒီတော့တဲ့မှာဂယုဆရမှာကမကောင်းတော့လက်ကြီးပညာရင်းကိုပြုစာနောက်ဆက်သက်ပါတယ်။ဒါကြောင့်မဖျားတရားနဲ့မြေအောင်နေပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကြောင့်ရေဒီယာလေးပြေးမယ်ဒီရေဒီယာကိုဖျက်အောင်လုပ်ပေးပါခင်ဗျာ။ဒီရေဒီယာလှုပ်လိုက်ခြင်းအားဖြင့်မိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်အခဲအကျက်တွေအလုံးပြေပြောက်သွားမှာဖြစ်ပါတယ်။ရေဒီယာကကျွန်တော်နှစ်မျိုးပေးမှာဖြစ်ပါတယ်။အကောင်းချီရေဒီယာနဲ့အဆိုးချီရေဒီယာ အကောင့်ကြီးရတရားကဒီ9လပိုင်းမှာမိတ်ဆွေအလောက်ကန်နေစီးပွားရေးငွေကြေးအိမ်တော်ရေးကန်တွေကောင်းရောက်အောင်လို့ပါအစိုးကြီးရတရားကအစိုးရကိုကျော်ဖယ်ရှားမယ်ရတရားဖြစ်ပါတယ်။ကဲဘယ်လိုမျိုးခြေရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အစိုးကြီးရတရားတို့တနင်္လာနံအညို့ကိုရှာရမှာဖြစ်ပါတယ်။ဂန်ကုန်ညို့လည်းရတယ်၊ကိုကိုညို့လည်းရတယ်၊ကြံညို့လည်းရတယ်။ကဲအလွယ်ကူဆုံးကိုကိုညို့ပေါ့နော်။ကိုကိုညို့ကိုစက်နာဆက်ကြည့်တော့မိတ်ဆွေတို့ရအောင်ဒါတော့ပါ အကောင့်ရှင်ရတရားအတွက်ကအလွယ်ကူဆုံးဖြစ်မယ်နော်လိမ္မော်ကြီးပြောင်းရှာလာပါကဲဘယ်လိုမျိုးခြေမလဲအသေးစိတ်လေးကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ခြေရမယ့်နေ့ကကြာရာပရီနေ့မနက်7:00နာရီနဲ့15မိနစ်တတိမှာခြေရမှာဖြစ်ပါတယ်ကဲဘယ်လိုမျိုးခြေမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ပြောပြပါမယ်ခဏဝါရှာလာခိုင်းနေကိုကိုညို့ပဲထားလိုက်တော့နော်ကိုကိုညို့ကို15ညို့ကိုမိတ်ဆွေတို့ကခူတာပွားပြီးပေါ့နော်အဲ့ဒါကိုမိတ်ဆွေရဲ့ဖျားចောင်းဆောင်ရဲ့အနီးနားမှာ ခြာခင်လိုက်ပါပြီးတော့ရင်လိမ္မော်ရီတစ်ခွက်ကိုအနားမှာအစင်တင်ထားတာပါเนาะဖះအကြောင်းဆောင်ကိုမိတ်ဆွေတို့ကဒီလိမ္မော်ရီကတ်လို့ရမှာဖြစ်ပါတယ်တပြိုင်နဲ့လောက်ရမှာဖြစ်ပါတယ်ဘယ်လိုလောက်ရမလဲဆိုတော့ခဏတော့ခင်းထားတဲ့ဖះအကြောင်းနားမှာခင်းထားတဲ့ကိုကိုရွက်ပေါ်ကိုမိတ်ဆွေတို့ခြေထောက်နဲ့ခြာနေလိုက်ပါเนาะနင်းလိုက်တယ်เนาะအဲ့အဆိုးတွေပြပြအောင်ပြီးတော့အနားမှာခြာလာတဲ့လိမ္မော်ရီကိုကင်ပြီးတော့ဖះအကက်လို့ပါ လုံးဝမကြွပါနဲ့ဒီတိုင်းပဲနင်းလျက်နဲ့ကန့်လူလိုက်ပါမိစတို့ကကိုကိုညို့ကိုအဝေးမှာသွားထားရမယ်ဆိုရင်ကန့်လူလို့မမီဘူးဖြစ်နေမယ်ဒါကြောင့်မို့အနီးအနားဆုံးမှာထားရပါဘုရားကြောင်းဆောင်နေပေါ့နော်ထားရပြီးတော့ခြေထောက်နဲ့ချနေပြီးတော့ဘုရားကိုကန့်လူမှာဖြစ်ပါတယ်အဲ့လိုကန့်လူပြီးွားရင်မိစတို့နင်းထားတဲ့ဟာကိုကြွလိုက်ပြီးတော့ဘုရားနိုင်ပဲထွန်းထွန်းနော်အမွေးတိုင်းပဲထွန်းထွန်းမိစတို့အစင်ပြေရာထွန်းပြီးတော့ဘုရားကိုမိစတို့ကရေယုံကြည်ကြည်ရိုးရိုးတေတေနဲ့ဆုတောင်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ မိတ်ဆွေတို့ဖြစ်ချင်တဲ့ဆန္ဒတွေမဖြစ်ချင်တဲ့အရာတွေတေးကြီးကြကြလေးဆုတောင်းပါတေးကြောင်းမိတ်ဆွေတို့ရဲ့ကံတွေကောင်းလာမှာဖြစ်ပါတယ်မိတ်ဆွေများကိုကျွန်တော်ဗီဒီယိုလေးအဆုံးသတ်ချင်ပါအခုကြီးတစ်ခုတောင်းချင်ပါတယ်ခင်ဗျာကျော်ရဲ့အကောင့်အဟောင်းကကျသွားပါတယ်ခင်ဗျာစိတ်မကောင်းစွာဖြင့်အဲ့ဒီအကောင့်ဟောင်းမှာကျွန်တော်ဝင်လို့မရတော့ဘူးစာလဲပို့လို့မရတော့ဘူးအကျော့ကိုအာပူကျော်ကလွှဲထားတဲ့သူတွေရှိနေသလားဆိုတော့ကျွန်တော်မတည်ဘူးပေါ့နော်အာကျွန်တော်ကို အဲဒီစာတာလေးတွေစစ်ဖို့ဘယ်တွေမေးဖို့ပူဆောင်ကလွှဲထားတဲ့သူတွေရှိတယ်ကျွန်တော်စာပို့လို့မရအောင်ဆိုရင်ကျွန်တော်ကသူတို့ကိုအဲလိန်တယ်လို့ဖြစ်နေမှာလဲဆိုတယ်လေဒါကြောင့်မို့အကျုံးမိတ်ဆွေတွေကျွန်တော်အခုကြီးတစ်ခုပေးပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဘာလဲဆိုတော့ဒီကျွန်တော်ကောက်အမြင် follower လို့ share ဝင်မြချင်းပြေဒါအခုတို့ယူလိုက်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ကျမစရီနှစ်အဆောင်နှစ်အဆောင်ကောင်းတော့မကောင်းတော့တိတ်ကောင်းတော့ငွေချင်းနဲ့ပြည်စုံပြီးရောစွင်တော့မိသားစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲစုံနေကြပါမယ်